The place that I am here now is the Multi Quarter, which the terrorist Myanmar military councils conducted an airstrike in Mombra. This incident happened at about 8.15 p.m. on November 7, Friday. November 7 was our lovely general leader of Bushel Terminal Night day. houses in this quarter. Mombra is a town under the control of ULAAA by using two 300 pound bombs. The person who has passed away, Uu <sighs> Maute, <15 inaudible> 33 is years old, Ute Maute, 30 years old, Uu Maute, 45 years old, Kaisen Shui, 17 years old, and Lingyo, 10 years old. Suddenly, a heavy right hand at the Nyama military tigers. Take care of everything. Let's start here. ဒီကပြည်သူများပြည်သားကျွန်တော်ကတော့ချောင်းမြို့နယ်လူငယ်အားစုတပိတ်ကော်မတီကလဲပေါ်ဆွေးနွေးဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ဘာလို့ရောက်လာတာလဲဆိုတော့ကျွန်တော်မိဘပြည်သူလူထုကိုဂရင်းစကားပေးချင်လို့ဖြစ်ပါတယ်ဒါကဘာလဲဆိုတော့အကြမ်းဖက်စစ်ကောင်စီကတရားမဝင် က်ပွဲတစ်ခုကိုကျင်းပပြုလုပ်ဖို့ဆောင်ရွက်နေပါတယ်။ဒီရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်ပါဘူး။ပြည်သူလူထုကလက်မခံနဲ့ပြည်သူလူထုရဲ့ဆန္ဒမပါတဲ့အထူးရောက်ရွေးကောက်ပွဲညတာဖြစ်ပါတယ်။အဲ့တော့ဒီရွေးကောက်လူသက်စကောင်စီကပြုလုပ်တဲ့ရွေးကောက်ပွဲဟာသွင်းသွင်းရွေးကောက်ပွဲပဲဖြစ်ပါလေစကောင်စီကကျွန်တော်တို့ရဲ့လူနေမှုဘဝတွေကို နည်းနည်းချိန်ကြီးပြည့်စည်ပြနေပါလေကျွန်တော်တို့စစ်ကောင်စီရဲ့ပြုတ်လုံးမဲ့ထွက်ပေါက်ချတဲ့ရွေးကောက်ပွဲကိုမိဘပြည်သူများအနေနဲ့အနာဂတ်ဘဝအတိစဉ်းစားပြီးတော့တွေးချဲ့ကြပါစစ်ကောင်စီကိုကန့်ကွက်ကြပါစစ်ကောင်စီကိုကန့်ကွက်ပါတာလေကျွန်တော်တို့ရဲ့အနာဂတ်ဘဝတွေနဲ့ကျွန်တော်တို့လိုလားတဲ့ဒီမိုကရေစီနိုင်ငံကြီးကို ရောက်ရှိမှာဖြစ်တဲ့အတွက်ကြောင့်စစ်ကောင်စီဆိုရပြုလုပ်တဲ့ရေကောက်ပွဲကိုကန့်ကွက်ကြဖို့ရအတွက်လာရောက်နှိုးတော်ရခြင်းဖြစ်ပါတယ်နှိုးတော်ချင်ပါအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးစစ်ကောင်စီရဲ့အနေအထားနဲ့ဖိတ်ကင်းလုံးကြပါစေရှေးတော်ဘုံအာရမီရှေးတော်ဘုံအာရမီရှေး လားသူကအောင်ပွဲဆိုတာဘယ်ဟာကိုပြောတာလဲစစ်တပ်ကိုအောင်စစ်စစ်နိုင်တော့အောင်ပွဲလား no မဟုတ်နော်ကျွန်တော်အလုံးစုံလူထုကိုတကယ်ကို freedom democracy service ကိုကောင်းကောင်းပေးနိုင်တဲ့အချိန်ကြမှာအောင်ပွဲဖြစ်တယ်ပြီးအလုံးစုံအောင်အလုံးစုံအောင်နိုင်ရေးစစ်ပဲနိုင်လို့မရအောင်စစ်ပဲနိုင်ပြီးတော့ကျွန်တော်တို့ចောင်းနေမရှိလိုက်လာကားပဲလေကျွန်တော်တို့ဈေးရုံဈေးခန်းမှာဈေးထိုးဖို့ရာဈေးတစ်ချောင်းပဲနဲ့စလင်လေးတစ်ခုမှမရှိရင်ကျွန်တော်တို့ကဒီတော်လိုင်းရဲ့ပါလာအလကားပဲပေါ့ ဆိုတော့အလုံးစုံအောင်နိုင်ရေးဖြစ်မှရမယ်ပြီးရင်ကျွန်တော်တို့လိုမျိုးဟိုလက်နက်ကိုင်တဲ့အုပ်စုတွေဆိုရင်တော့ Defense and Security Service ကိုလူထုကိုကြကြနနပေးတဲ့တနေ့မှကျွန်တော်ကအောင်ပွဲဖြစ်ဘာဖြစ်ဆိုရှေ့မှာအများကြီးရှိတယ်ဗျာ RF နေဦးဟာတွေကြီးလိုက်အာတော်လန်ပြီးတော့မှပြန်ပြီးတော့မှတော်လန်တဲ့အုပ်စုတွေကပဲပြန်အာဏာရှင်ပြန်ဖြစ်သွားတယ်ဆိုရင်အောင်ပွဲရောက်ခဏဒီမှာပြန်ပြီးတော့မှဆုံရှုံမှုကြီးကိုပြန်လှည့်သွားတာမျိုးတွေအများကြီးရှိတယ်ကျွန်တော်ဒီလိုအခြေအနေတွေတော့ကျွန်တော်တို့စက်ကြုံရလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကတော့ဉာဏ်ပညာကြီးကြီးနဲ့เนาะကျွန်တော်တို့ သွားနေတဲ့လမ်းကြောင်းတွေကကျွန်တော်တို့ဘာမှမဖြစ်ခင်ကတည်းကချမှတ်ထားတဲ့ညီမန်းချက်တွေအတိုင်းဖြစ်သွားဖို့လို့တချို့ကအစကချထားတဲ့ညီမန်းချက်တမျိုးအခုလိုမျိုးပစ္စည်းလေးရှိလာတယ်เนาะကျွန်တော်တို့နည်းနည်းလေးလုံနိုင်ခြံလာတဲ့ချိန်လမ်းကြောင်းတွေနဲ့တွေ့ဝဲတွေ့တွေ့ဖဲတာတွေရှိတယ်ဆိုတော့အဲ့ဒီချိန်တွေကိုမဖြစ်အောင်ကျွန်တော်တို့ထိန်ချောင်းရအောင်အနာရီတင်းပြီးတော့သူတို့တွေအိမ်ဝင်လဲသူတို့ပြန်မလာတာတစ်လနှစ်လလောက်အဲ့လိုလားနဲ့ခြေလာပြီပေါ့နော်အဲ့လိုခြေလာပြီးတော့သူစနေတနင်္ဂနွေပြည့်ရက်မှာ ပဲ့ရမှာသူ့သူ့ကိုနှစ်ရက်ပြန်လွှတ်တယ်ပြန်လွှတ်တော့အဲ့သူ့တိုင်မင်းနဲ့စီဒီယံလုံးဖို့ပါနော်ကြောက်ကြမိမတို့စီဒီယံလုံးကြမယ်ဒီလိုမျိုးရှစ်ဆက်သွားနေတော့မတို့မိသားစုလည်းအနာကလည်းမရှိဘူးပြီးရင်ဒီမင်းအောင်လာရဲ့လောရတရားလည်းမတို့အပြင်ထွက်လို့ရှင်လားမတို့စစ်ခွေးဆိုပြီးတော့လူရဲမုံနေမှာပဲစစ်ခွေးဆိုရစကားလုံးအုံမလားငါရေရှိန်လည်းမနေခြင်းဘူးငါသမီးကိုလည်းစစ်ခွေးရဲ့သမီးလည်းငါအဖြစ်မခံနိုင်ဘူးသူနဲ့တိုက်မလို့သူကလည်းလက်ခံတယ်ပေါ့အင်းအင်ရပစ္စည်းအဲ့ဆိုရင်မိမဟိုအဆင်ပြေတယ်လို့လုံးပေါ့ကြောက်ကြတော့တောင်းဝင်နဲ့ပြန်ရမှာပေါ့ အဲ့နဲ့သူကနှစ်ရက်ပြီတော့သူပြန်သွားတယ်ပြန်သွားတော့ကိုကအမအိမ်ကရှိတဲ့ပစ္စည်းတွေကိုအဲ့နှစ်လလောက်အချိန်ပေးပြီးတော့ပေါ့တခွချင်းစီအဲ့ကိုခွင့်ပြန်မယ်ပေါ့အဖေနေမကောင်းတဲ့အတွက်ကျမိုက်မကောင်းတဲ့အတွက်အဖေကိုပတ်စံနေပေးရမှာမဟုတ်လို့သမီးကတော့ဒီအိမ်ကပစ္စည်းရောင်းရမယ်ဆိုပြီးကိုအိမ်ကပစ္စည်းရောင်းလာတော့သူတို့ကြောင်းကြရတယ်ပေါ့နော်။ရောင်းပြီးတော့ရလာတဲ့ပစံကိုစုထားရတယ်ပေါ့နော်။စုပြီးတော့မှအဲအမျိုးသားဖုံးဆက်တဲ့အချိန်အဲသူ့ကိုပြောပြီးတော့နင်မြနှောက်တိုင်းမြင်ပြီးတော့သမီးလေးကိုခေါ်ပြီးတော့အဲပစံထုံးနဲ့ အမသမီးနေမကောင်းဘူးဘုံဘုံသမီးလေးအသေးအံဖြစ်နေပြီပေါ့ဒီစိတ်ကန်းတထရစိတ်ကန်းလေးကသူအဆင်မပြေဘူးပေါ့သမီးပြရနာကြာပြီပေါ့နော်အာနဲ့ဘုံဘုံကသွား aspiration တော့နေ9နာရီရနေ10နာရီလောက်ပြန်လာခဲ့ပေါ့အဲ့လိုမျိုးသူလက်မှတ်ထိုးပေးလိုက်တယ်အဲ့လက်မှတ်ထိုးထားပြီးတော့ထွက်သွားတာထွက်ပြီးတော့ရန်ကုန်တခါလေးပြေးတာအာဖုန်းဆက်တော့သူ့ကိုလည်းကူကငါတော့နေမပေါင်းနိုင်တော့ဘူးဆိုပြီးတော့သူတို့ရှိမှာပဲဖုန်းထဲမှာပဲပြောလိုက်တယ်အဲ့တည်းတည်းတည်းလည်းငါမခံစားနိုင်တော့ဘူးငါတမီးလေးနဲ့ငါ AC ဘက်ကနေရှင်တော့တယ် ငါတော့အပြင်မှာပဲနေရောက်မယ်ဆိုပြီးအာ तू तू နဲ့ question နဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပြောလိုက်တယ်ပြောလိုက်တော့ तू ကလည်းကိုနဲ့တိုက်မိထားပြီးသားဖြစ်တဲ့အတွက်ဟုတ်တယ်ကျွန်တော်တို့နှစ်ယောက်ကတော့လမ်းခွဲတော့မှာဆိုပြီးတော့ तू ကအရှင်မှာဒေါအောင်ဆန်းစုကြည်အိမ်မှာ तू ကလုံချုံရေးတော်ဝင်ထမ်းဆောင်နေရတာအဲအဲ့ဒါနဲ့ तू အဲ့ဒေါဆန်းစုကြည်အိမ်ကို तू ပြန်သွားတယ် तू ပထမတော့ကိုထွက်သွားလို့ तू ကိုတရင်ကိုပြန်ခေါ်လိုက်တာဟုတ်ပြောဖုန်းလေးပိုင်းဆက်ပြီးတော့လင်မယားနဲ့ကွဲတော့မယ်ဆိုတော့သူ့ကိုလည်းကွဲဖို့အတွက်ကိုသူ့ကိုဖိအားပေးရပါတော့။အဲမင်းကွဲလိုက်တာကောင်းတယ်ပေါ့ဒီမျိုးသမီးကတော့ဟိုဒီတတ်ထဲမှာ ကျောစီကလည်းမလိုက်နာဘူးပေါ့သူတို့ပြောတာပေါ့နော်အဲ့လိုပြောပြီးတော့သူ့လည်း question မို့ရီသူ့ပြောလိုက်တယ်ပြောလိုက်တော့သူကလည်းဟုတ်တယ်ကျွန်တော်တို့နှစ်ယောက်က question တော့မှာဆိုပြီးအာသူဒေါအောင်ဆန်းသူကြီးအေကိုသူပြန်ပြန်သွားတယ်ပေါ့နော်အင်းအဲ့ပြီးတော့ရန်ကုန်ကနေပြီးတော့တလားလောက်ကြာတော့ခေါ်လာတယ်ပေါ့သားမီးနဲ့အင်းဒေါက်တာသက်သက်ခိုင်ကဘယ်လိုလဲလို့ပြောရင်တော့ကျွန်မပါတီမှာဥက္ကဋ္ဌဖြစ်ပါတယ်အဲသို့တော်လည်းအမျိုးသားလွတ်တော်အာဟိုပါပေါ့အဲမင်းအများဆုံးရသူအနိုင်ယူ မဲဆန္ဒလမ်းအမှတ်1မှာရှောက်ထားပြီးတော့မှရင်းပယ်ခံထားရတဲ့ကိုယ်စားလှယ်လောင်းဖြစ်ပါတယ်ချက်ပြည်သူ့ရှိဆောင်ပါတီ PPP ဩက္ကဋ္ဌဒေါ်သက်သက်ခါရဲ့အတနာခံစာကိုပြည်အောင်စုရွေးကောက်ပွဲကော်မရှင် UEC ကငင်းပယ်လိုက်တယ်လို့သိရပါဗျ။ UEC ကနေကိုစလဲလောင်းအဖြစ်ပယ်ချထားတာနဲ့ပတ်သက်ပြီးပြန်လည်စဉ်းစားပေးဖို့တောင်းဆိုထားတဲ့အပေါ်ငင်းပယ်ခံလိုက်ရတာဖြစ်ပါတယ်။ရန်ကုန်တိုင်းလှိုင်တာယာမြို့နယ်မှာနိုဝင်ဘာ14ရက်နေ့ကလုတ်တဲ့ PPP ပါတီနဲ့လူမှုတွေးဆောင်ပွဲအခမ်းအနားမှာဒေါ်သက်သက်ခိုင်ကအဲ့ဒီလိုပြောသွားတာဖြစ်ပါတယ်။ဆိုတော့ဖြင့်ကျွန်မနောက်ဆုံးမီဒီယာနဲ့လူဝင်မှာတရားနေမှာပြောထားတာကတော့အဲကျွန်မအတနာခံစားတင်ထားတယ်လို့ပြောထားပါတယ်။အဲဒါပေမဲ့ကျွန်မဟိုဒီပြည်သူလူထုကြားထဲမှာအဲဒီအော့အော်တောင်းတင်မဖြစ်စေဘူးပေါ့နော်။ကျွန်မကိုအဲ UEC ပေါ့နော်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ညင်းပယ်ပေးပါချင်။ကျွန်မရဲ့အဲကျွန်မရဲ့အတနာခံစားကိုညင်းပယ်ပေးဖြစ်ပါတယ်ချင်။ အဲသို့တော်လည်းကျမဒီလိုညင်းပယ်ခံရတဲ့အတွက်ဒါညင်းပယ်ပြီးသွားပြီဆိုတော့ကျမမပါနိုင်တော့ပါဘူးယူဤစီကဒေါ်သက်သက်ခိုင်အနေနဲ့ကမောဆန်ဘန်ကိုချင်းငွေပြန်ဆက်ဖို့ရှိနေတဲ့အတွက်ရွေးကောက်ပွဲဥပဒေပုံမှန်ရှစ်ခါချီပါပြဋ္ဌာန်းချက်နဲ့ညှိစွန်းနေတာကြောင့်ကိုစလေလောင်းအဖြစ်ကနေပယ်ချကြောင်းကိုအောက်တိုဘာ21ရက်နေ့ညပိုင်းမှာ နေငုံဆလာပေးသွားတာဖြစ်တယ်လို့ဒေါ်သက်သက်ခိုင်ကပြောထားပါတယ်ဒီမတိုင်ခင်မှာတော့ဒေါ်သက်သက်ခိုင်အနေနဲ့ ယူအစီကထုတ်ပေးထားတဲ့ကိုစလဲလောင်းအတီပြုကတ်ကိုလက်ဝယ်ရရှိထားခဲ့ပြီးဖြစ်တယ်လို့ပြောပါရယ်။ဒေါ်သက်သက်ကအနေနဲ့ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်ခွင့်ရဖို့အတွက် အော်တိုဘာ24ရက်နေ့မှာယူအစီကိုအတနာခံစားတင်ခဲ့တယ်လို့အနာသိစစ်တပ်ကောင်းဆောင်ပို့ချုပ်မှုကြီးမဲအောင်လိုင်းစီကိုလည်းအတနာခံစားပို့ခဲ့သေးတယ်လို့ဒေါ်သက်သက်ခိုင်ကထုတ်ပြောထားပါရယ်။ရွေးကောက်ပွဲဥပဒေအခန်းကရွေးကောက်တင်မြောက်ခံပိုင်ခွင့်ရှိသူတွေနဲ့ဆလရက်တီပိုင်ခွင့်မရှိသူများကောင်းစင်အောက်က ပုံမှန်ရှစ်ကကြီးမှာတော့နိုင်ငံတော်နဲ့ပုဂ္ဂလိကတို့မသိလျော်သည့်ပေးရန်တာဝန်များကင်းရှင်းသူလို့ဖော်ပြထားပါတယ်။ဒေါ်သက်သက်ခိုင်ဟာနိုင်သူအကောင်ယူ FPTP စနစ်နဲ့ကျင်းပမဲ့မြို့သားလွတ်တော်အမှတ်နဲ့မဲဆန္ဒနယ်မှာဝင်ရောက်ရွေးကောက်ခံမှုအမည်စရင်တင်သွင်းထားခဲ့တာဖြစ်ပါတယ်။ရွေးကောက်ပွဲမှာပါဝင်ခွင့်ရနိုင်မှုအတွက်အောက်တိုဘာ30ရက်နေ့မှာကမောစာဘဏ်ကိုပေးဖို့ရှိတဲ့ချင်းငွေတွေအနက် ကျက်သိန်းပေါင်း9000ကိုပေးသွင်းခဲ့တဲ့လို့ဒေါက်တာသက်ခိုင်ရဲ့ပြောဆိုချက်အရသိရပါတယ်။ဒေါက်တာသက်ခိုင်နဲ့အတူကိုစလဲလောင်းအဖြစ်ကပယ်ချခံထားသူ86ယောက်ရှိခဲ့ပြီးပြန်လဲအယူခံဝင်ခဲ့သူတွေထဲကမှတယောက်ကိုပဲကိုစလဲလောင်းအဖြစ်ပြန်ဖြစ်ခွင့်ပေးမယ်ဆိုရင်တော့အဲ့ဒီတယောက်ကသူဖြစ်ဖို့အထင်မျှော်လင့်ထားတယ်လို့အော်တိုဘာလအတွင်း BBC မြန်မာပိုင်းနဲ့တွေ့ဆုံမေးမြန်းကမ်းမှာဒေါက်တာသက်ခိုင်ကပြောသွားပါတယ်။